ားလုံးပဲမင်္ဂလာပါရှင်။ဖူပန်ပင်ကီကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တက်ကချင်းချက်လေးချက်ပြပေးပါမယ်ရှင်။ချင်းချင်းဆက်ဆက်နဲ့အရာသာအရန်ကိုရှိလို့ဓမင်းနဲ့ပဲစားစားဒီတိုင်းလေးပဲစားစားစားလို့အရန်ကိုကောင်းလို့စားဖို့သူတိုင်းကြိုက်ကြတဲ့ဟင်တမျိုးပဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းနည်းနည်းနဲ့ချက်ရတာကလွယ်ကူမြန်ဆန်တာမို့လို့အားလုံးလေးလိုက်ပြီးတော့ချက်စားကြည့်လိုက်ကြရအောင်နော်။ ါဝင်ပစ္စည်းလေးတွေကတော့နန်းနန်းစီ၊ချက်သွင်းပြူ၊ချင်း၊ရှမ်းနန်းနန်း၊ဖက်ဖေရွက်၊မြုပ်သီးစိမ်၊ချင်းစော်ကားသီးကြောင်ရှာကောပါကောအမုံနဲ့ကြက်သားတို့ လိုအပ်ပါတယ် ထမအုပ်ဆုံးပါဝင်တဲ့အရွက်ငရုတ်တီးချင်းချက်သွင်ပြူတို့ကိုကျိတ်ဆက်လေးထဲမှာထည့်ပြီးတော့ကျိတ်ပေးပါမယ်။ ပြီးရင်တော့ချိန်ထားတဲ့အရွက်နဲ့ငရုတ်သီးလေးကိုကြက်သားထဲကိုထည့်ပါမယ်။အနှင်းငယ်ဖဲထုတ်ပြီးတော့ခြံထားပေးပါ။နောက်ဆုံးမှာထပ်ပြီးတော့အပေါ်ကနေအုပ်ပေးဖို့အတွက်ပါအယောင်လေးလာစီဖို့ငရုတ်သီးရောင်တင်မုံစနွတ်မုံတို့ထည့်ပါမယ်ဒီနေရာမှာအရသာကိုလေးလေးပင်ပင်နဲ့ဆက်ဆက်ကလေးစားချင်တာမို့လို့ငံပြာကြီးတုံးထားပါဗျာ ရတာအတွက်စက်သားမုတ်ထဲပါမယ်။ချာကပါကအမောင်းအနေငယ်ထည့်ပေးပါမယ်။နန်းနန်းစီလေးတွေလည်းထည့်ပါမယ်။အရသာအားလုံးထည့်ပြီးသွားပြီဆိုရင်တော့စက်သားတွေကိုအရသာလေးတွေစိတ်ဝင်တဲ့အထိစိတ်ရှိရှိလေးနေပြီးတော့နှက်ထားပေးရပါမယ်။ ဖြစ်ရင်တော့ခဏလောက်နှက်ထားလိုက်ပါမယ်။စာပြီးတော့ချက်ပါမယ်။ဒီနေရာမှာအရေးတောင်ဟင်းချက်မှာဆိုရင်တော့စီထည့်စရာမလိုပါဘူး။ခုကတော့အရေးနည်းနည်းလေးနဲ့ချက်မှာဖြစ်တဲ့အတွက်စီနှင်းငယ်ထည့်ပြီးတော့စီသက်ပေးပါမယ်။စီအနှင်းငယ်ထည့်ပြီးတော့လုံထားပေးပါမယ်။ ချက်သားတွေကအရေးလေးတွေကုန်ပြီးတော့အပေါ်ရန်အရေးလေးတွေတင်းလာတဲ့အထိလုံထပေးရပါမယ်။ ြီးရင်တော့ချင်စော်ကားသီးအရေးအနေငယ်ထည့်ပြီးတော့ထပ်ပြီးတော့လုံးပေးပါမယ်ဒီညမှာရေကိုတခါတည်းထည့်ပြီးတော့မချက်ဖ ೇನೆ နည်းနည်းချင်းစီထည့်ပြီးတော့ချက်ပေးရပါမယ်။ပြီးရင်တော့ချင်းစော်ကားသီးတွေအကုန်လုံးထည့်ပေးလိုက်ပါမယ်။ ြေလေးတွေတပြန်ခန်းလာပြီဆိုရင်တော့နောက်ထပ်ရေးထည့်ပေးပါမယ်ပြန်တော့အဖုံးခဏအုပ်ပြီးတော့ထားထားပေးရပါမယ်။ချက်သားလေးတွေနူးဤလာတဲ့အထိရေကိုနည်းနည်းချင်းစီထည့်ပြီးတော့ဖုံးအုပ်ပြီးတည်ထားပေးရပါမယ်။အခုဆိုရင်တော့ချက်သားလေးလည်းနူးဤလာပါပြီ။ ရတာအတွက်ငံပြားရင်နေငယ်ထက်ထဲပါမယ်ပြင်းတော့စောစောကခြံထားတဲ့အရွက်နဲ့ငရုတ်သီးချိန်ထားတာလေးတွေထည့်ပေးပါမယ်။အခုဆိုရင်တော့ချစ်ချင်းဆက်ဆက်တက်ကချင်းချက်လေးရပါပြီရှင်။ ချက်သားကိုစီပြန်ဟင်းတွေစားရတာရိုးဤနေပြီဆိုရင်တော့အခုလိုလေးလည်းချက်စားကြည့်လိုက်ပါနော်။အရန်ကိုမှစားလို့ကောင်းပါတယ်။အရေးတောက်ပုံစံလေးကြရင်လည်းအရေးတောက်ပုံစံလေးချက်စားလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။